ားလုံးပဲမင်္ဂလာပါ TNC တိုင်ရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ကြာဖရာမြစ်ထဲမှာ hop on hop off ပုတ်ကိုစီးပြီးတော့ဗန်ကောက်မြို့ရဲ့အထင်ကြီးနေရာတွေဖြစ်တဲ့ what around what for grand palace မြဖျားနဲ့ဒီဗန်ကောက်ရောက်မဖြစ်မနေသွားကြတဲ့ China Town သွားပြီးတော့လဲပတ်မဲ့အစီအစဉ်ပဲဖြစ်ပါတယ်လေးနေရာလုံးကိုလှေစီးပြီးတော့လဲနိုင်လားဆိုတာကိုဒီဗီဒီယိုလေးကိုအစဆုံးကျွန်တော်တို့ကြည့်လိုက်ရအောင် အခုနေခင်းတနအီပေါ့နော်အခုကျွန်တော်ရောက်နေတဲ့နေရာကဘန်ကောက်ကလှေစိတ်တွေထဲရတစ်ခုဖြစ်တဲ့ Satron ဆိုတဲ့စိတ်ကမ်းပဲဖြစ်ပါတယ်အဲ I want to buy all the river bus 1% Everywhere. Okay, thank you. This is? အခုလက်မှတ်လဲ ဖြတ်ပြီးွားပြီးလှေစီးဖို့စောင့်နေတယ်ပေါ့နော်အခုလှေမလာခင်ကျွန်တော် တိဆောက်ရင်းနဲ့လက်မှတ်အကြောင်းလေးနည်းနည်းရှင်းပြပြစီ။လေကဒီမှာအမျိုးအစားအများကြီးရှိတယ်။တို့ကအယောင်တွေနဲ့ခွဲထားတယ်။လိမ္မောယောင်တွေ၊အနီယောင်တွေ၊ပြာယောင်တွေ၊အစိမ်းယောင်တွေပေါ့နော်။ဒါပေမဲ့နိုင်ငံခြားသားတွေအများဆုံးစီးတဲ့အယောင်က blue line နဲ့ဒီ orange line ပေါ့။အဲ့နှစ်ခုကိုစီးတာအများဆုံး။ဘာကွာလဲလို့မေးလို့ရှိရင် orange line ကကြတော့ second line မှာရက်တယ်။ဒါပေမဲ့တစ်ခါတက်တစ်ခါဆင်းဘာ90ပေးရတယ်။ blue line ကကြတော့ကြောက်ဖရာမြစ်ထဲမှာရှိတဲ့တကယ် tourist attraction ရှိတဲ့နေရာတွေမှာပဲရက်တယ်။သူကတော့ one day pass နဲ့တွေ့ရအောင်လေ။ဘတ်150ပေးရတယ်။အဲ့တော့ ့ဘယ်ဟာကိုယ့်ရဲ့ရွေးချယ်မှုလဲဆိုတာဒါကိုယ့်ရဲ့သဘောပေါ့နော်ကျွန်တော်ရွေးချယ်မှုကတော့ကျွန်တော် one day pass ကိုတောင်းပြီးတော့ကြောက်ဖရာမြစ်ထဲကထင်ကြရနေရတယ်ကိုလဲဖို့ကျွန်တော်ရွေးထားတယ်ဒါကတော့အခုကျွန်တော်ဒီနေ့သွားမယ့် plan အစီအစဉ်ပေါ့နော်ဒီနေရာတွေကိုကျွန်တော်သွားမယ်အဲ့တော့ one day pass ရဲ့အားသာချက်ကတော့ကြိုက်တဲ့စိတ်ကမ်းပါစင်ကြိုက်တဲ့နေရာပြန်တက်လဲပတ်စံထပ်ပေးစီရမလို့ဒီနေ့တနေ့လုံးအကျုံးဝင်နေဆိုတဲ့သဘောပေါ့နော်အခုကျွန်တော်ဒါလက်မှတ်အကြောင်းကိုကျွန်တော်အကြံပြပြပြီးဆိုတော့သဘောပေါက်ကြမယ်လို့ထင်ပါတယ်လက်မှတ်ရွေးချယ်မှုကတော့ဒါ မိတ်ဆွေတို့ရယ်သွားတဲ့ပလန်တဘောတိုင်းပေါ့နော်အခုကျွန်တော်လှေလက်လာနေပြီဆိုတော့ကျွန်တော်သွားလိုက်ပါအောင်မယ်တေကတော့ဒီချိန်နေပူရယ်ဆိုမင်းနဲ့တိုက်တယ်မပူတော့ဆိုတော့ပေါ်ပဲတက်တော့မယ်ကျွန်တော်ဘွားနေပဲတက်စီတော့မယ်ဂျူးဖို့ကောင်းတော့ပေါ့ You know. ဒါဒီနေ့ကျွန်တော်သွားမဲ့ plan ရဲ့ပထမဆုံးနေရာကမြန်မာတွေပြောပြောနေကြတဲ့မြဖျားဆိုတဲ့နေရာပဲဖြစ်ပါတယ်မြဖျားဆိုပေမဲ့သူကဘရင်နန်းတော်ထဲမှာတိစောက်ထားတဲ့အတွက်ဒီဘရင်နန်းတော်နဲ့မြဖျားပေါ့နော်တွေ့ရပါပိတာဖြစ်တဲ့တဲ့ဝင်ကြီးရလဲတခြားစီဒီပထိုးတွေထဲဝင်ကြီးရနည်းနည်းမြင့်သွားတယ်သူကဝင်ကြီးရတော့1500ပေးရတယ်ဘရင်နန်းတော်ထဲနဲ့မြဖျားတဲ့ဝင်မဆိုရင်တော့အမျိုးသမီးတွေဆိုရင်ဒီလက်ရှည်တို့ပေါင်းပြီးအရှည်တို့လုံးလုံးချောဝတ်စားစင်ဖို့အကြံပြုပါတယ်ယောက်ျားလေးလည်းတူတူပါပဲမဟုတ်ရင်ရောက်တာနဲ့လှည့်ပြီးတော့ပြန်ရမှာလေး 你那个票拿出来一张。家人，拿出、right、来,来,来。这要不要？嗯嗯

ကျွန်တော်ဘန်ကောက်ရောက်တိုင်းဒီမြဖျားကိုတော့အပုံမှန်လာဖြစ်တယ်အခုကျွန်တော်မြဖျားကိုတပတ်ပတ်ပြီးဒီဘီယန်နန်နာကိုလည်းပတ်ပြီးဆိုတော့အခုနောက်ထပ်သွားမယ့်နောက်နေရာတစ်ခုကတော့ what aron ဆိုတဲ့စီဒီကိုသွားလာပဲဖြစ်ပါတယ်အခုစီးလာတဲ့လှေကဒီစီဒီရဲ့စိတ်ကမ်းမှာပဲရက်တာဆိုတော့ quad တိပဲဒါပေမဲ့စင်းတာနဲ့သူကဝင်ကြီးကောက်ပါတယ်အဲ့ဒါဝင်ကြီးရတော့တရက်ကိုနိုင်ငံခြားသားဆိုရင်ဘတ်200ပေးရတယ်များတော့များတယ်ဒါပေမဲ့လေကျွန်တော်တို့လာလေတာပဲဆိုတော့လေဒီလောက်တော့ပေးတင်ပါတယ် ီစေဒီကအခုကျွန်တော်တို့ Instagram တွေမှာဖိုတိုမြင်ကြပါလိမ့်မယ်။ထိုင်းဝတ်ဆောင်တွေနဲ့ကောက်မလေးတွေတပုံရိုက်ထားကြတာမျိုးတွေ့ကြပါလိမ့်မယ်။ကျွန်တော်လည်းရိုက်ခဲ့ရိုက်ခဲ့ဘူးတယ်ပေါ့နော်အရင်တုန်းကကျွန်တော်ဒီနေရာမှာဒီဒီရဲ့တမိုင်းကတော့လွန်ခဲ့တဲ့အယုတ်တရာခေတ်နှစ်ပေါင်း300လောက်ကတိဆောက်ခဲ့တဲ့စီဒီပေါ့နော်။အဲမာဗယ်ကြောက်တုံးနေနဲ့တိဆောက်ထားတယ်ပြီးတော့ဘလူးတွေကဒီစီဒီကိုမှားထားတဲ့ပုံစံမျိုးလေးနဲ့ထွင်းထားပြီးတော့တိဆောက်ထားတယ်။ ဒီစီတီရဲ့နာမည်ကြီးတဲ့အချက်ကနေဝင်စီးစာနဲ့ဒီစီတီပုံရိပ်ကဒီ time မှာဆိုရင် landmark အနေနဲ့တောင်ပုံရိပ်အဖြစ်တွဲမြင်ကြရတယ်အာ yes smoothie ငူကျွန်တော်စီတီပတ်ပြီးတော့ခဏတစ်ဖြောအေးတောက်ပြီးတော့နောက်နေရာတစ်ခုအတွက်ကျွန်တော်လေထပ်ဆောင် အခုလှေလဲလာပြီဆိုတော့ကျွန်တော်အခုထပ်သွားမဲ့နေရာကတော့ဘတ်ဖိုးဆိုတဲ့နေရာပဲဖြစ်ပါတယ် အခုကျွန်တော်ရောက်နေတဲ့ဒီနေရာကတော့ UNESCO မှတ်တမ်းဝင်တဲ့လျှောင်းတော်မူဖျားရှိတဲ့ဝက်ဖိုးဆိုတဲ့နေရာပဲဖြစ်ပါတယ်ဝက်ဖိုးကတော့ဒီကျွန်တော်တို့တရုတ်ယဉ်ကျေးမှုနည်းနည်းရောရှက်ထားတဲ့ပုံစံမျိုးတွေ့ရအထက်ထဲမှာတရုတ်ဒီနေရုတ်ထူးတွေလည်းတွေ့ရတာပေါ့နော် ဝတ်ဖိုးကဝတ်အာရုံနဲ့ဆိုင်ရင်ဘာကြောင့်ဝတ်ဖိုးလူလာတာနေတာလဲဆိုရင်ဝတ်အာရုံရဲ့ဘက်ကအသွာလာပူစင်နေတယ်ဒီဝတ်ဖိုးလာမယ်ဆိုရင်ဝတ်အာရုံနေပြီးတော့ဖလေသင့်ပြန်စီပြီးမှလာတာဖြစ်တော့နေရောတချို့တိတ်ဒီဘက်ကိုမလာကြတော့ကိုယ့်အကိုဆိုရင်လည်းမလာကြတော့ဟိုဘက်မှာပဲပုံစံလေးပို့ပြီးဓပုံရိုက်လိုက်တာပြီးတော့အများတကယ်လှတာတော့ဒီဝတ်ဖိုးဘက်ကပို့လှတယ်ပြီးတော့ဓပုံရိုက်မယ်ဆိုရင်ဒီဝတ်ဖိုးဘက်ကပို့ပြီးတော့လူရှင်းတယ်အကယ်ကိုက photographer ငားလာတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ personal photographer ရှိတယ်ဆိုရင်တော့ထိုင်းဝုဆောင်နဲ့ဒီဝတ်ဖိုးဘက် ော့မှရိုက်ဖို့ပဲအကြံပြုပါတယ်ပို့ပြီးတော့လွတ်လွတ်လပ်လပ်ရိုက်ရတယ်ပြီးတော့ရှုခင်းလည်းတော်တော်ကောင်းတယ် ်အခုကျွန်တော်တို့ဝက်ဖိုးကနေထွက်တာနဲ့အခုဒီလမ်းကြားလေးကိုနည်းနည်းလေးရှာပဲအခုဒီလမ်းကြားလေးမှာပဲဝက်အရွန်ရဲ့စီတီကိုမြင်ရပါလိမ့်မယ်အခုဒီနေရာကနေပြီးတော့ကျွန်တော်နည်းနည်းရှောက်လိုက်တာနဲ့စိတ်ကန်းကိုရောက်ပါကြောက်ကျွန်တော်ဝက်ဖိုးကိုကြိုက်ရလဲဆိုရင်ဝက်ဖိုးဘက်ကနေပြီးတော့ဝက်အရွန်ကြည့်တဲ့ဒီနေဝင်ချိန်က အားကိုလှလွန်အားကြီးတယ်ဘယ်လိုပြောရမလဲဒီကျွန်တော်တို့အရင်ခေဟောင်းနဲ့ခေတ္တပြီးတော့မြို့ပြနဲ့ရင်ကျေးမှုပေါ့နော်ကိုယ်ွယ်မှုအဲ့ဒီဟာကိုမြင်ရတဲ့အပိုင်းတစ်ခုဖြစ်နေတဲ့နေရာလို့တော့ကျွန်တော်ခံစားမိတာပေါ့နော်အဲ့တော့ဒီဝက်ဖိုးရောက်လို့ရှင်နေဝင်ချိန်ကိုပဲဝက်ဖိုးတိုင်ပင်ချိန်ပြီးတော့လာပါရောက်တာနဲ့သူကအဲ့ဒီဒီကျွန်တော်အခုလာတဲ့လမ်းကြောင်းအတိုင်းဆင်းပြီးတော့ဒီမှာခဏလေးပန်းဖြေနားပြီးတာနဲ့နေဝင်ချိန်ကိုတူတူမှာနေဝင်ချိန်ကိုကြည့်ပေါ့နော်ခံစားပေါ့အဲ့ဒါဆိုရင်ပို့ပြီးတော့ဒီခီးစင်ကပို့ပြီးတော့ထိုက်တန်ပါတယ် ဒီတရားမှာကြံပြုတ်ချင်တာကတပုံဆရာတွေကိုပါတပုံဆရာတွေလည်းကြိုက်နိုင်တယ်များရိုက်ပါပြီးတော့မှတ်တမ်းတင်နေမြန်တင်ပါဒီအခြေအနေဒီနေရာမျိုးဆိုတာလာတဲ့အချိန်ပဲရိုက်ရတာဆိုတော့ရိုက်ဖို့ကြံပြုတ်ပါတယ်နောက်ပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့လူတွေလည်းရှိပါအောင်မရှိလို့ရှင်ဟိုကဖိုးပတော်မှမနဲ့တို့နေ့လယ်7နာရီတို့မလာဘဲနဲ့နေ့လယ်ညနေနေဝင်ချိန်ကိုလာတာတကယ် right time မှာအဲ့ဒီချိန်ကိုပဲလာဖို့ပဲကြံပြုတ်ပါတယ် အခုကျွန်တော်နားလို့လည်းပြီးပြီဆိုတော့ဘိုင်လက်ဆန်နေဆိုတော့ China Town ကိုတွားပြီးတော့စားမယ်တောက်မယ်လောက်လိုက်ပါအောင်မယ်အခုဒီ Wafu စိတ်ကန်းနေပြီးတော့ China Town ကိုတွားချင်တယ်ဆိုလို့ရှိရင်တော့ Yahoo ဝရက်ဆိုတဲ့စိတ်ကန်းကိုဒီကနေစီးဝါရလေးရောက်တယ်အဲ့ဒါကတော့ကျွန်တော်အခု1 day pass ဝယ်ထားတဲ့ထဲမှာအဲ့စိတ်ကန်းမှာရက်တယ်အဲ့တော့1 day pass ဝယ်ရတာကျွန်တော်တို့တော်တော်တန်နေပြီအခုကျွန်တော်စိတ်ကန်း၄ခုလောက်စီးခဲ့တယ်ဆိုတော့200လောက်ဖြစ်နေပြီ ော့ဘာဝရစကန်ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီလမ်းလေးတိုင်းတက်တဲ့5မိနစ်ပဲရှောက်သွားမှာဆိုရင်ချိုင်းနာတောင်လမ်းမကြီးကိုရောက်ပြီကျွန်တော်လာတဲ့ချိန်ကကန်ကောက်နေပဲပြောမလားမသိဘူးကျွန်တော်တရုတ်နှစ်ကူးနဲ့စုံနေပြီးတော့ချိုင်းနာတောင်အထင်သာတာထက်ကိုပို့ပြီးတော့စီနေတာရယ်ပို့ပြီးတော့လူတွေများနေတာရယ်ပြီးလို့ရှိရင်အစားတောက်လည်းဒီကျွန်တော်ဟိုးရင်တစ်ခါလာခဲ့တယ်လို့မျိုးထပ်တောင်ပို့ပြီးတော့စုံနေပါသေးတယ်ကဲအခုကျွန်တော်ချိုင်းနာတောင်မှာစားလိုက်တောက်လာပြီးတော့ခဏနေရင်တော့ပြည့်စီတွေဝယ်ပြီးတော့အိမ်ပြန်ပါတော့မယ် China Town နဲ့ပတ်သက်တဲ့ဒီဗီဒီယိုအပြည့်စုံ walking through ပုံစံမျိုးတော့ကျွန်တော်နောက်ဒီဗီဒီယိုပြီးလို့ရှင်ထပ်ပြီးတော့တသက်စီတင်ထားပေးပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဗီဒီယိုတအားရှည်သွားလို့ရှင်ကြည့်ရှုတွေအဆင်မပြေဖြစ်မှာဆိုလို့ဗီဒီယို China Town ဗီဒီယိုတော့ကျွန်တော်တသက်စီထပ်ပြီးတော့ခွဲထုတ်ပြီးတော့တင်ထားပေးပါတယ်။အဲ့ဒါကိုထပ်ပြီးတော့ကြည့်နိုင်ပါတယ်။ဒီနေ့ကျွန်တော် travel plan line mission complete ဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော်ဒီနေ့တက်မှတ်ထားတဲ့၄နေရာလောက်ကိုရောက်နိုင်ခဲ့တယ်နောက်ဆုံးဒီ video ကြီးနေတဲ့လူတွေအတွက်ကျွန်တော်အကြံပြု check ကတော့အခုကျွန်တော်ဒီနေ့ကျွန်တော် travel plan အတိုင်းပါเนาะတွားခြင်းတဲ့လူတွေကတော့ဒီ ကျွန်တော်ရဲ့ဒီ plan အောင်ယူပြီးတော့စီစဉ်ပြီးတော့သွားနိုင်ပါတယ်အချိန်ကုန်လည်းတက်တာတလို့ပြီးတော့လူလည်းမပြင်မှန်းဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီအပြင်ကနေတက္စီတွေကားတွေစီးပြီးသွားလာတဲ့ဆိုင်ဒီ one day pass 150ပေးပြီးသွားလိုက်တာပို့ပြီးတော့တန်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီ JD တစ်ခုတစ်ခုကိုဝင်နိုင်တို့က bank 200 bank 500 bank 300အဲ့လိုမျိုးပေးရတာဖြစ်တဲ့အတွက်တကယ်လို့တက္စီနဲ့တနည်းအားနဲ့တနည်းအားကူပြီးသွားမှာဆိုရင်ပို့ပြီးတော့ကောက်မှာပဲဖြစ်ပါတယ်အခုကျွန်တော်ဒီ plan တိုင်းလေးကိုစေပြီးတော့သွားဖို့အကြံပြုပါတယ် အဲနောက်ထပ်ဒီနေရာမှာကျွန်တော်ကြည့်နေနေမေးချင်တာရှိပါလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့တင်မောစီးရင်နဲ့ကျွန်တော် icon ဆိုင်ရန်ကိုကြော်သွားလိုက်တယ်ဘာလို့ကြော်သွားလဲဆိုတော့ icon ဆိုင်ရန်ကဓာတ်ပုံရိုက်ဖို့နဲ့ဈေးဖွယ်ဖို့ပဲအတွက်ပဲဆိုတော့ကျွန်တော်ဒီနေ့သွားတဲ့ plan နဲ့မှာကျွန်တော်လုံးဝမထည့်ထားဘူးပေါ့နော်တကယ်မဟုတ်ဘူးအဲငါတို့ကတော့ icon ဆိုင်ရန်ဝင်ချင်တဲ့ဆိုတဲ့လူတွေအတွက်ပေါ့နော် icon ဆိုင်ရန်ဝင်မယ်ဓာတ်ပုံရိုက်မယ်ဒါမှမဟုတ်ဘာဖြစ်စီမှမဝယ်ဘူးကြည့်အောင်ကြည့်မယ်ဆိုတဲ့လူတွေကတော့မနက်9:00ရက်ကစပြီးတော့စီးပါပထမဆုံး icon ဆိုင်ရန်အရင်ဆုံးဝင် icon ဆိုင်ရန်ဝင်ပြီးတော့မှကျန်တဲ့ခီးစဉ်ပေါ့နော်ကျွန်တော်ဒီနေ့သွားတဲ့ plan နဲ့ င်တဆင်ချင်းဆင်သွားပြီးတော့အဆုံးသက်ချိုင်းနာတောက်မှာအဆုံးသက်လိုက်တာပို့ပြီးတော့အဆင်ပြေတယ်မဟုတ်ဘူးငါတို့ကတော့ icon ဆိုင်ရဝင်မယ်ဓာတ်ပုံတွေလည်းရိုက်မယ်ပစ္စည်းတွေလည်းဝင်မယ်အဲ့လူတွေအတွက်တော့ icon ဆိုင်အောင်နောက်ဆုံးမှပဲဝင်မှာဘာကြောင့်လဲဆိုတော့ပစ္စည်းဝယ်သွားပြီးလို့ရှင်ကျွန်တော်တို့ဂျန်တဲ့နေရာတွေဝင်ဖို့ကဘလို့မှအဆင်မပြေတော့တော်တော်အခက်အခဲဖြစ်လိုက်မယ်အဲ့ဒီချက်ကြောင့်အထူးသဖြင့်ကျွန်တော်တို့ဒီဘရင်နန်းတော်နဲ့မြဖရားကိုဝင်တဲ့နေရာမှာအခက်အခဲဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော် icon ဆိုင်မှာပစ္စည်းဝယ်မယ်လူတွေကတော့နောက်ဆုံးမှပဲဝင်ပါတော့ဒီ China Town ကိုအရင်သွားမလား icon ဆိုင်အောင်အရင်သွားမလားအဲ့နှစ်ခုကတော့ကိုယ့်ကို adjust လ လောက်ပြီးတော့ချိန်ပြီးတော့သွားပါကျွန်တော်သဘောဆိုရင်တော့ icon cyan ကိုအရှိပို့ပြီး china တောင်မှာစားပြီးတောက်ပြီးပြန်လာပို့ပြီးတော့စိတ်ကျေနပ်မှုရှိပါလိမ့်မယ်ဒါတော့ကျွန်တော်ရဲ့ plan အခုကျွန်တော်ဒီ plan တုံးခုပြထားတယ်။ icon ဆိုင်မှာပစ္စည်းဝယ်မဲ့လူတွေတို့ကတော့ဒီအစိမ်းရောင် plan လေးတိုင်းပေါ့နော်။ဒီ icon ဆိုင်မှာပစ္စည်းမဝယ်ဘူးဒီတိုင်းဓာတ်ပုံရိုက်မဲ့ဘာညာဆိုတဲ့လူတွေတို့ကတော့ဒီအနည်းအောင် plan လေးပေါ့နော်။ဒီနောက်ဆုံးဒီအပြားရောင် plan လေးကတော့ဒီကျွန်တော်ဒီနေ့သွားခဲ့တဲ့ icon ဆိုင်မှာပါဘူး။ဒါမဲ့တနိုင်မှ AC လဲတယ်ဆိုတဲ့ plan ကတော့အပြားရောင် plan လေးပေါ့နော်။ကြိုက်နှစ်သက်ရာကို plan နှစ်ကိုဆွဲပြီးတော့သွားနိုင်ပါလေ။တခုပဲထပ်ပြီးကြံပြုတ်ချင်တာကတော့ဘာတွေပဲဘယ်နေရာဘလို့ပဲဝင်ဝင်နေဝင်ချိန်ကတော့ဝက်ဖိုးမှာပဲဆုံးသက်စေချင်။ဝက်ဖိုးကမနဲ့လာ လည်းမလှဘူး။နေ့လေကောင်းကောင်းကြီးလာလည်းမလှဘူး။နေဝင်ချိန်လာမှလှတာ။အဲ့တော့ရောက်မှတော့တန်အောင်တော့ဝတ်ဖို့နေဝင်ချိန်ကြိုက်အောင်မလှပါ။တခြားပဲနေရာတွေမရောက်နေပါစေ။နေဝင်ချိန်ဆိုရင်တော့ဒီဝတ်ဖို့ဘက်ကိုရောက်အောင်လာပါ။အဲ့ဒါတကယ်လုံးဝတစ်ခုကြံစီလိုက်မယ်။အာမခံတယ်။ကဲဒီလိုဆိုရင်ကျွန်တော်ဒီနေ့ဗီဒီယိုကိုကြည့်နေတဲ့လူတွေအားလုံးပဲ ကျင့်တတ်ကြမယ်လို့ထင်ပါတယ်ဒီကြောက်ဖရာမြစ်ထဲမှာဒီ hop on hop off ပုံကိုစီးပြီးတော့ plan ဘယ်လိုသွားလဲဒါမှမဟုတ်မရောက်ဘူးတဲ့လူတွေပေါ့နော်ဒီဗီဒီယိုကြည့်ပြီးတော့ငါတို့လာလို့ရှိရင်ဘယ်လိုလဲမလဲဆိုတော့အကျိုးစုံတစ်ခုရှိမယ်လို့မျှော်လင့်မိပါတယ်နောက်ထပ်ဒီထက်ပိုကောင်းတဲ့ဗီဒီယိုတွေတင်ဆက်ပေးမှာမို့ကျွန်တော် channel like and subscribe လုပ်ထားဖို့အမိကြပါနဲ့ဟောပြီးတော့ကျွန်တော် coffee ကြိုက်တဲ့လူမနော်ကျွန်တော် coffee ဝယ်တိုက်ခြင်းနဲ့ဆိုရင်ဒီ YouTube channel အောက်မှာကျွန်တော် buy me coffee ဆိုတာလေးရှိပါတယ်အဲ့ link နဲ့လည်းဝင်ပြီးတော့ကျွန်တော် coffee ဝယ်တိုက်နိုင်ပါတယ်ပေပေးနဲ့လည်းပေးလို့ရတယ်ခရက်ကတ်နဲ့လည်းပေးလို့ရပါတယ်အားလုံးပဲကောင်းသောနေ့လေး 这边，这边。